နေဟင်းချက်တာဘလောက်ထိကျွမ်းတယ်လဲမမေ့နဲ့ကြက်ဥပြုတ်ကိုအပြင်ထွက်သွားတဲ့အထိပြုတ်တတ်တယ်ပေါ့နော်တလားဆယ်ပေါင်ကြာမဲ့အစီချချန်လက် D5 ရဲ့မနက်စာဖြစ်တယ်ဒီမနက်စာကိုမစိုးကြက်ဥပြုတ်နှလုံးရဲ့ဒီဂျိုလေးစီအစီချကော်ဖီတစ်ခွက်ရဲ့ရွေးချယ်ဖြစ်တယ်ပေါ့နော်ဈေးလည်းမသွားဖြစ်တာဖြစ်တဲ့အတွက်မစိုးဒီတရက်နေ့ရဲ့အတွင်းကိုကြက်ဥပြုတ်ဝယ်မနက်စာစားဖြစ်တယ်ကြက်ဥပြုတ်ပါလို့ရွေးချယ်ရလဲဆိုလို့ရှင်သူကကြက်ဥပြုတ်တစ်လုံးမှာကယ်လိုရီ90ပဲရှိတယ်နှလုံးပေါင်းက140ပဲရှိတယ်ပြီးရင်သူ့တွေမှာအာဟာရတန်ဖိုးကမြင့်တယ်ပရိုတိန်းအပြည့်အဝပါဝင်တယ်တချို့ဆိုလို့ရှင်ကြက်ဥကိုအကာပဲစားတာမျိုးလုပ်တယ်မစိုးကတော့အာဟာရ ဒါအပြည့်အဝရဖို့အတွက်ကျဲဥပြုတ်နှလုံးစလုံးကိုအနှစ်ရောအကရောအကုန်စားပါတယ်မနက်စာကိုအထူးကယိုးဆိုင်မှာကစီကြောစာတွေချိုချင်ငန်ဆက်တဲ့အရာတာခဲစေတဲ့အရာတွေပြီးရင်အသစ်စာအစားစာတွေကိုအတက်နိုင်ဆုံးရှောင်ပြီးတော့မှမစိုးအစားထိုးစားလို့ရတဲ့အရာတွေအများကြီးရှိတယ်ဒါနံပါတ်၁ချက်နံပါတ်၂ချက်ဒီမစိုးမနက်စာကိုကယ်လိုရီ250ကနေ300ဝန်းကျင်အများဆုံးပဲစားဖို့မစိုးအမြဲတမ်းနိုးစော်တယ်ပေါ့နော်မနက်ပိုင်းမှာမစိုးရဲ့ခန္ဓာကိုယ်ကအခုမှအလုတ်စားလို့တာဖြစ်တဲ့အတွက်မစိုးက heavy ကြီးစားတယ်ဆိုလို့ရှိရင်အစီချဝေးချတာအတော်လေးခက်ပါတယ်အထူးသဖြင့်မစိုးလိုမျိုးအစီလောင်ကြောင့် ဝန်အားနေတဲ့သူဘလို့ချက်ချင်းမကြလို့တဲ့သူတွေကမနှက်စာကိုအထူးကြိုးစိုက်ဖို့လိုအပ်တယ်။ချက်ဥအစားထိုးစားပါမုတ်ချက်နှစ်ချက်သို့မဟုတ်ကစုံဥပြုတ်အာလူပြုတ်ဒါမျိုးတွေအများကြီးစားလို့ရပါသေးတယ်။အတီးလည်းစားလို့ရတယ်။ဒါကတော့နှုတ်စီနှုတ်စိမ့်တကြားမပါတဲ့အသီးဖြော်ရည်တို့ပြလို့ရှိ Black Coffee တို့အစီထုတ်ပြီးသားနွားနို